နိုင်ငံတဝမ်းမှာလှုပ်ခတ်ခဲ့တဲ့ခုနှစ်တက်မခုနှစ်ငလီတန်ကိုခန်းစားနေရတဲ့မြန်မာပြည်သူတွေအတွက်မိမိတို့တအံ့ပြည်အတွင်းမှာရှိတဲ့မြို့နယ်တွေမှာတအံ့အရက်ဖတ်အဖွဲ့အစည်း TCSOS ကကော်မတီဖွဲ့ပြီးအလူခံဌာနဖွင့်လှစ်ခဲ့ပါတယ်။အလူခံဌာနကိုပြီးခဲ့တဲ့ဧပြီလတရက်နေ့ကနေ9ရက်နေ့အထိဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ ဖွင့်လှစ်ရတဲ့ရည်ရွယ်ချက်ကတော့တအံပြည်အတွင်းရှိမိဘပြည်သူများနဲ့ပြည်တွင်းပြည်ပမှာရှိတဲ့အလှရှင်များလာရောက်ပါဝင်လှူဒန်းရန်ရည်ရွယ်ပြီးမြို့နယ်အလိုက်အလှခံဌာနဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်ဒါကြောင့်တန်းပြည်အတွင်းမှာရှိတဲ့မိဘပြည်သူများရဲရွာပြည်သူများနဲ့ပြည်တွင်းပြည်ပအလှူရှင်များအလုံးလာရောက်ပါဝင်လှူဒန်းနိုင်ရန်နှိုးဆော်အပ်ပါတယ်။ တအံပြီအတွင်းရှိမြို့နယ်တချို့တွင်မှာလည်းမိသက်ကားနဲ့လိုက်လံဆော့ဩကြပြီးတသိန်းအထက်လှူဒန်းသွားမည်အလူရှင်တွေကိုလည်းဂုံပြုတ်မှတ်တမ်းလော်များပေးအပ်ချီးမြှင့်သွားမှာဖြစ်ပါတယ်။ လူသားချင်းစာနာထောက်ထားသောအဖြစ်တဘာဝဘေးတန်တင်ပြည်သူတွေနဲ့အတူ အခက်ခဲတွေအားလုံးရင်ဆိုင်ကြော်ဖြတ်နိုင်ရန်တအားအရက်ဖက်အဖွဲ့အစည်း TCSOS အနေနဲ့ကမကထကော်မတီဖွဲ့ပြီးအငလင်းဘေးတင်ပြည်သူတွေအတွက်အလူခံငွေ320ကျပ်မတီလူတန်းပေးခဲ့ပါတယ်ရှင်ကျမမြင်မင်းသူပါ